တာနဲ့ချီပြီးတော့လေးတာပေါ့နော်ဟုတ်ကဲ့အမ်အဲ့လိုမျိုးရောအမအဲ့ဒါကိုလည်းအမဥွယ်ကမျက်နှာတစ်ချက်မပြတ်ဘဲနဲ့သူရအောင်ခြုံသွားတယ်အဲ့လိုမျိုးကြောင့်မလို့လေဒါကြောင့်ညာခင်ခင်နာနာနဲ့ထွက်လာတာပေါ့နော်စင်ယောင်ရွှေယောင်လျှံမတုံမြမဒူရှင်ကသာဝေဖူးရနာဒုက္ခနာပိတ်တဲ့အများကြီးလာပြီးတော့ဘာလို့အားပေးစီးစီးကြတာလဲစတေဂျ်ကြီးနေပါလေ ရက်ခွဲသူရက်ခွဲသားအားလုံးချွေအများကြီးဝယ်နိုင်ပါစေလို့လည်းဆုတောင်းပေးပါရစေ။ကျွန်တော်အဲ့လိုအဲ့လိုပဲပြောပြပြီးကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပထမတော့ဆိုင်ဝဲခွင့်မှုအစီအစဉ်မရှိဘူးပေါ့နော်။ကြော်ညာရိုင်းနေရင်လည်းဆိုင်ဝဲဖွင့်လိုက်မယ်ဆိုပြီးတော့ခါကျတော့ဖွင့်ပြသွားတာပါရှင်။ အုံးချွာကြတော့မင်းနေနဲ့ဝေးလာဆိုလဲမွေးနီးလာဆိုလဲမနီးဘူးပေါ့နော်အဲပြီးတော့ဒီညလူလဲစီတယ်ဟိုပြီးတော့နေမြေလဲအဲ့လိုကြည်ရတာရွာသူရွာသားတွေကလည်းအဲ့လိုရင်းနှီးဖို့ကောင်းတယ်ပေါ့နော်အဲ့နဲ့ဒီညလေးကိုသဘောကျလို့ဆိုပြီးတော့ရွေးပြီးဖွင့်ခဲ့ဖြစ်တာပါဝေဆောင်မှုတွေကတော့ပြောမယ်ဆိုရင်တော့အများကြီးပေါ့လေနော်အဲ့ဒီကနေပြီးတော့ပြောမယ်ဆိုတော့ ကိုကြိုက်တဲ့ပစ္စည်းဒီဇိုင်းကိုအော်လာမှာပြီးတော့စိတ်တိုင်းကြလက်ခံပေးတယ်ရွှေရွှေသေးကောင်းမွန်ရမယ်လက်ရလည်းလုံးဝစမ်းသစ်တီထွင်ရမယ်အယောရလက်ကလည်းလုံးဝအမှန်ကန်စေရမယ်ပေါ့နော်အဲ့လိုဝန်ဆောင်မှုတွေနဲ့တွဲတွဲစာကြိုးစိုးနေပါတယ်လို့အကောင်းဆုံးအကောင်းဆုံးတွေပေါ့ပြောတာနဲ့ကိုလက်တွေ့ကြကြလာရောက်ပြီးတော့အားပေးလဲပါလို့အဲ့ဒါဆိုရင်တော့ဘလို့ဆောင်မှုတွေပေးမယ်ဆိုတာကိုလက်တွေ့ကြသိတော့အောင်လို့ဖိတ်ခေါ်လိုက်ပါတယ်လို့နော် marketing ဆိုတာထပ်ပေါ့နော်အဓိကကတော့ အဲရွှေဝတ်တဲ့လူတွေကိုပေါ့နော်အဓိကပြချင်တာပါရွှေစွာအများကြီးဝတ်တိုင်းလည်းမအောပါဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ချိုင်အခုကျွန်တော်မြန်မာလူမျိုးတွေဆိုသရာပြအရန်ထက်တန်ကြတယ်အလူတွေလည်းလုံးကြတယ်အများစွာအလူလုံးတဲ့အချိန်မှာဘာဝတ်ရမလဲမသိဘူးဆိုတာကိုဖြစ်တယ်ပေါ့နော်အဲ့လည်းကျွန်တော်အဲ့ဒီ idea လေးကိုရပြီးတော့ခါကြတော့လဲဒီလိုရိုက်ဖြစ်ခဲ့တာပါ ညီမလေးရဲ့ရှေ့ရစူးစမ်းမှုတွေပေါ့နော်အဲ့ဒါတွေကဟိုရလတ်ထွက်တဲ့အတွက်ကိုလည်းပြင်ပန်းရရင်ပဲပြင်ပန်းရညူနဲ့တယ်ပေါ့နော်အဲ့တော့ညီမလေးရှေ့ရစူးစမ်းသလိုကိုကလည်းနောက်ကနေပြီးတော့စူးစမ်းရအောင်မယ်လို့ကျော်ညာကိုစပြီးရိုက်တဲ့ idea ကတော့ဒီဇိုင်နာကိုကြီးမင်းသက်ဆိုင်ရဲ့ idea ပါ အကိုကြီးနဲ့အရင်သေချာတိုင်ပင်ပြီးတော့ခါကျတော့ရိုက်မယ်ဆိုရင်အချိန်မှလည်းအကိုပြည်သူနဲ့အမအဝဲနဲ့အရင်တော့တွေ့ပါတယ်အဲ့မှလည်းတချင်းလေးရလဲအကိုပြည်သူရဲ့ idea ပါအကိုကဒီလိုလေးလုံးဆိုပြီးခါအကိုက idea ရပေးခဲ့လို့ဒါတချင်းဆိုတာလည်းဒီလိုလေးဖြစ်လာတာပေါ့နော်အကို idea ကောင်းအကောင်းလို့ဒီလိုမျိုးပေါ့ပေါ့မြမြပြတချင်းဆိုလည်းတော်တော်များများပြောတယ်နားရဲဆွဲတယ်ပေါ့နော် အာအကိုတို့ဟိုအကယ်ဒမီရတယ်ဆိုတဲ့ဟာကျတော့တကယ်ကိုလေးစားချီးကျူးထိုက်ပါတယ်လို့အကိုတို့ကတကယ်ကိုဟိုပညာပြည့်ရဲ့လူတွေပါလို့ဟုတ်အကိုတို့ကလည်းကျေးဇူးအများကြီးတင်တယ်လို့တုံးဝင်းရွှေချုံလာကြီးကဒါကြတော့အဓိကပွန်တော့ကျွန်တော်စလုပ်ကလေးဟိုကမဟုတ်ဝဲရေကိုတိုင်းနဲ့အရင်ဆုံးတိုင်းပြီးတော့ခါကြတော့မှကျွန်တော်တို့ကိုကြီးမင်းသက်ဆန်ကပတ်တန်ထုတ်ပေးတယ်အဲ့ပေါ်မှာမူတည်ပြီးတော့ခါကြတော့ ျွန်တော်ကကျတော့ကျွန်တော် brain ပညာရှင်နေဝိုင်း brain ဆရာကြီးနေတဲ့ timing နဲ့ timing ပြီးတော့ခါကျတော့အဲလာချီပြီးတော့ခါကျတော့တည်တည်ချာချာလူအုပ်နယ်ကိုလှုပ်ခဲရတာပါဆွေကတော့ပိတ်တန်နဲ့ချီပြီးတော့လေးတာပေါ့နော်ဟုတ်ကဲ့အမ်အဲ့လိုမျိုးကြောင့်အမအဲ့ဒါကိုလည်းအမဥွယ်ကမျက်နှာတစ်ချက်မပြတ်ပဲနဲ့သူရအောင်ခြုံသွားတယ်အဲ့လိုမျိုးကြောင့်မလို့လဲဒါကြောင့်ညာခက်ခက်နာနာနဲ့ထွက်လာတာပေါ့နော်ဟုတ်ကဲ့အားလေးကလည်းအရင်ရှက်တည်ရှည်တာအမဝင်လို့လဲအမတို့ကိုရေ ာဝစ်ပေးလို့လဲဒါဟိုဖြစ်တာအကူနဲ့အမနဲ့ဆိုရင်ဒါဝစ်ရတယ်ဆိုရင်မငီးမညူအထိုင်လိုက်ထားလိုက်ခဏခဏစိနေလဲပြောင်းရတယ်ပေါ့နော်အဲ့ချိန်မှာလဲအမနဲ့အကူနဲ့ကလုံးဝတစ်ချက်မှမျက်နှာကိုမညိုးတော့ဘူးအပင်းကြီးကို professional ဆန်ဆန်နဲ့ရိုက်ခဲ့တာ ဒါကတော့အကိုတို့အမတို့အလုပ်ပေါ်မှာထားတဲ့ professionalism ပေါ့နော်အဓိကအကိုမင်းသက်ဆန်ဟို idea ပါရှင်ချုံသွားကြတော့လေကိုကြီးကပတ်တန်ထုတ်ပေးရကိုကြီးကဒီလိုလုပ်ရမယ်ဒီလိုလေးဆိုရင် mic တယ်လှတယ်ဒီလိုမျိုးပေါ့စက်တီရှိရှိနဲ့ရွှေအများကြီးနဲ့မအောဘဲနဲ့စက်တီရှိရဲဆိုတာဘလို့လဲဆိုတာကိုဒါချပြသွားတာပါဟုတ်အလူတန်းလုပ်တယ်ဆိုရင်သင်ငန်းတွေက မပါမဖြစ်ပဲနေเนาะအဲ့ခါကျတော့ရှင်သင်္ကန်းသိကက်လဲရရဲဟိုတခြားသင်္ကန်းကက်လဲရပေါ့เนาะတကယ်လို့သင်္ကန်းကက်တဲ့ချိန်မှာလဲကိုယ့်ရဲ့အဲ့လိုမိသားစုနာမည်ပဲဖြစ်ဖြစ်လုပ်ငန်းနာမည်ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးလေးတွေနဲ့အဲ့လိုကက်ပြီးတော့လူချင်းလဲရရဲကိုယ်လူချင်းနဲ့အမောင့်အတိုင်းကိုလဲကျွန်တော်တို့ customize လုပ်ပေးလို့ရပါတယ်လို့ဟုတ်ကဲ့ 今年嘛，底个北京能没事下班哦。呃 <noise>，过下陪安妈搞得全家人来水平安咯，水一再吃块多。阿龙爷爷嘞，感情来也嘞，苗苗说有家常菜做，比较呃，老老鸭。底个过姑也你年啊哦，水那比较钱嘞，也。 အဲ့လိုစိတ်ချိုက်ပုံပေါ်လာပြီးရွှေကိုကတ်ထားလို့လဲဖရာမာကလက်လာပါကောင်းလဲဆိုပြီးတော့ခါကြတော့ကျွန်တော်တို့ရာယုံကြည်ထားကြတာဆိုတော့ရွှေနဲ့လဲသူတို့သင်ငန်းလေးကတ်လို့ရပါတယ်ဆိုပြီးတော့ခါကြတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာပါဆိုင်ခွဲနံပါတ်ကတော့၄ပေါ့နော်အဲဆိုင်ခွဲတင်နစ်ကတော့မန်လေးမြို့မှာပေါ့နော်အဲမန်လေးမြို့မှာရှိပြီးတော့၃ကတော့ဒါမရမာပေါ့နော်အခုဒါ၄ရတော့အုံကျော်မှာပေါ့အဲအဲ့လိုလိမ့်စာလေးရတော့ဒါမန်လေးပြင်းဦးလေအတက်လန်းပေါ့အုံကျော်အတက်လန်းပေါ့နော် အဲအုံကျော်အားထားကအကြောင်းအနည်းပါရှိပါတယ်အဲဝင်းဘူးကတော့တင်ဆောင်သူကတော့ပပဦးတင်မောင်လည်းနဲ့မမဆောင်နူးနူးဝဲမှာအဲမမကတော့ဒါဝင်းစိန်ရဲ့သမီးပေါ့ပြဿနာမမြောက်သမီးပါ အဲသူတို့ကနေပြောမှအိမ်အောင်ကြားရခါကြတော့ဝင်ဖို့တတ်တတ်ခွဲပြီးတော့တည်ထောင်ခဲ့တာပါအဲရနေပြောမှအခုလက်ရှိပေါ်တော့ကျွန်တော်လည်းတဖြည်းဖြည်းနဲ့ဆိုင်မှာဝင်ပြီးတော့ဦးစီးနေပါတယ်အဲလိုသစင်သစင်ကျွန်တော်တို့ generation to generation မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ပညာတွေကျွန်တော်တို့ရဲ့အရေးချင်းတွေမှန်ဖို့တွေကလည်းလုံးဝရော့မသွားပါဘူးအဲခင်ပုံစံအရလိုပဲပြောရမလား marketing ကလည်းခုနောက်ပိုင်းတော်တော်များများလုံးလာကြတယ်ဆိုတော့အခါကျတော့အဲဧည့်သည်ဆိုင်ကဧည့်သည်ကလည်းအရန်တောက်ဆိုကြတယ် ကြောင်ညာမလုပ်ဘူးလားဆိုတဲ့အခါကျတော့ကျွန်တော်လည်းလုပ်ပေးဖြစ်တာပါအဓိကတော့အမြဲတမ်းအပိတ်နေကြတဲ့ customer တွေကြောင့်မလို့ဝိတ်ဘူးကခုချိန်ဒီကို95နှစ်ကျော်ပြီးတော့ရက်တည်နိုင်ခဲ့တာပါဒီနှစ်တွေကြားထဲမှာလည်းအဆက်မပြတ်တဲ့စူးစမ်းမှုတွေနဲ့ဒီဇိုင်းတွေဆိုလည်းခေရေးစီးချောင်းလိုက်အမြဲတမ်းအစဉ်ဆက်မပြတ်စူးစမ်းပြီးတော့ခါရတီထွင်နေရပါအားကြောင့်မို့လို့အည်သွေးဆိုလည်းအမြဲတမ်းစိတ်ချလို့ရပါတယ်အားကြောင့်မို့အမြဲတမ်းလည်းအားပေးဖို့တော့ဖိတ်ခေါ်ပါတယ်ရှင်